အလူတွေပြောလို့ရှိကြတယ်။အေးမိကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်ဆိုတာအတိမပြုတ်ကြ။သို့သောမိကောင်းဆွေကောင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲ။မိကောင်းဆွေကောင်းရဲ့အတိအပြည်ကိုဖော်ထုတ်တဲ့အခါမှာကြတော့လွဲချော်မှုတွေရှိကောင်းရှိနေတယ်နော်။သို့မဟုတ် မိကောင်းဆွေကောင်းကိုတရုပ်ဖော်တဲ့အခါမှာမပြည့်မစုံဖြစ်တာမျိုးတွေလည်းရှိနိုင်တယ်မိကောင်းဆွေကောင်းလိုအပ်တယ်ဆိုတာတော့လူတိုင်းလက်ခံတယ်ဘယ်ပုဂ္ဂိုလ်မျိုးဟာမိကောင်းဆွေကောင်းလဲဆိုတာကြတော့မသိနိုင်ကြဘူးပေါ့မိကောင်းဆွေကောင်းလိုအပ်တာဘယ်အတိုင်းအထာအထိလိုအပ်တယ်လဲလို့ဆို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေတဲကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဘဝကြီးပွားရေးအတွက်လည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။တဏှာဝကလွတ်မြောက်ဖို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတဲ့နေရာမှာလည်းမိကောင်းဆွေကောင်းလိုအပ်တာပဲ။လောကီရေးကိစ္စဖြစ်ဖြစ်လောကုတ္တရာရေးကိစ္စဖြစ်ဖြစ် မိကောင်းစိတ်ဟောင်းဟာအမတန်မှအရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်။မြတ်စွာဘုရားက ကြီးပွားတိုးတက်ဖို့အတွက်အင်္ဂါနှစ်ချက်ပေါ်ပြထားတာရှိတယ်။လောကသံတရားနှစ်ဖြာကြီးပွားရေးအတွက်နံပါတ်၁မိကောင်းစိတ်ကောင်းရှိရတယ်။ဒါကအပြင်ဘက်ကအကြောင်းတရားလို့ခေါ်တယ်။ star နဲ့ condition အပြင်ဘက်ကအကြောင်းတရားနောက်တစ်ခုကယောနိသောမနတိကာရမမှန်ကန်ကန်နှလုံးသွင်းစင်တင်တတ်မှုဆိုတဲ့အကြောင်းတရားလည်းလိုအပ်တယ်အပြင်အကြောင်းတွေကဘလောက်ကောင်းကောင်းယောနိသောမနတိကာရလို့ဆိုတဲ့ internal condition မကောင်းဘူးဆိုလို့ရှိရင်လည်း ကြီးပွားတုတ်တက်ကိုမရနဲ့ဘက်ဆုံးလိုအပ်တယ်လို့မြတ်စွာဘုရားနေရာတိုင်းနေရာတိုင်းမှာမြတ်စွာဘုရားအကြောင်းကိုနှစ်ခုနှစ်ခုဟောနေရှိပါတယ်သေချာတတိထားခြင်း external condition နဲ့ internal condition အပြင်ဘက်ကအကြောင်းတရားအတွင်းကအကြောင်းတရားအတွင်းနဲ့အပြင်ဒီနှစ်ခုပေါင်းဆက်ပြီးတော့မှ ထုတ်လုပ်လို့ရတယ်ဒါအတိတ်သဘာဝကြတယ်ပဲလောကလည်းဒီတိုင်းပဲလေအဲ့တော့နိဗ္ဗာန်ချမ်းသာလို့အလွန်လလန်းမမီတဲ့တဏှာဟုတ်ကလွတ်မြောက်တဲ့ချမ်းသာဒုက္ခမျိုးတောင်ကလျာဏမိတ်တာဟာအရေးကြီးသေးတယ်ဒါတော့အရေးပါတဲ့ကိစ္စတောင်ကလျာဏမိတ်တာပါရသေးတယ်တဏ္ဍာလောကီရေးကိစ္စတွေမှာလည်းပဲကလျာဏမိတ်တာအကျိုးပြုမယ်ဆိုတာအမတ္တမထင်ရှားတယ်ပေါ့ ဒါကြောင့်မလို့မိတ်ကောင်းဆွေကောင်းသိဖို့လိုတယ်မိတ်ကောင်းဆွေကောင်းဆိုတာရှိဖို့လိုတယ်အလုံးကလက်ခံတယ်မိတ်ကောင်းဆွေကောင်းပေါင်းသိရမယ်ဆိုတာအဋ္ဌဉာဏ်ရှိတဲ့လူတိုင်းကလက်ခံတယ်သို့တော်ကိုပေါင်းနေတဲ့မိတ်ဆွေကြီးတကယ်မိတ်ကောင်းလားဆွေကောင်းလားဆိုတာကြတော့လူတိုင်းမသိကြဘူးအဲ့ဒါကြတော့ မိကောင်းထင်ပြီးတော့ပေါင်းသင်းဆက်ဆံနေကြတာတွေအများကြီးရှိတယ်နော်မိကောင်းဆွေကောင်းမဟုတ်ဘူးသို့တော့ကိုယ်ကမိကောင်းဆွေကောင်းထင်နေမိတ်ဆွေဆိုတာအာကြီးတဲ့မိရအကြောင်းတစ်ခုလို့ဥပနိဒေယပစ္စယောဆိုပြီးတော့မြတ်စွာဘုရားကဟောထားတာရှိတယ်အာကြီးတဲ့မိရတစ်ခုပဲ ကောင်းပြီမိကောင်းစရိကောင်းဆိုတာတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအင်္ဂုတ္တရနိကေမှာမိတ္တသုတ်ဆိုပြီးတော့ဟောထားတယ်ရှင်။အဲ့ဒီတည်းမှာပေါင်းသင်းတိုက်တဲ့မိတ်ဆွေတဲ့မိကောင်းရဲ့သင်ပြင်လက္ခဏာမိကောင်းဆိုတာလူစိုးလူကောင်းဆိုတာရုပ်ကြည်ုံနဲ့သိပါ့မလား။အပေါ်ယံကြည်ုံနဲ့တော့မသိဘူး။ ဒါကြောင့်ငယ်ငယ်တော့ပြောကြတယ်မင်းလူဆိုးဆိုတာဂျိုနဲ့မှမဟုတ်တာဘယ်သိလဲနော်ဂျိုပေါက်နေရင်တော့သိရင်သိမှာပေါ့အဲ့ဒါကြောင့်မလို့လူမြင်ယုံနဲ့ဒီလူကလူကောင်းလားလူဆိုးလားလို့သိလို့မရဘာနဲ့သိရတော့ဆိုသူ့ရဲ့လောက်ရက်ပုံမှာမူပြီးတော့မူတည်ပြီးတော့သိရတယ်သူလောက်တဲ့လောက်ရက်တွေကိုကြည့်ပြီးတော့ဒီလူကလူကောင်းလားလူဆိုးလားဆိုတော့ခွဲခြားသိတယ် ဲ့တော့မိကောင်းစိတ်ကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်။နံပါတ်၁ကဘာလို့ဆိုရင်ဒုဒ္ဒတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကို့မှာအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲစွန့်လွတ်ပြီးတော့ပေးထားလို့ရှိရင်ဒါမိကောင်းစိတ်ကောင်းပဲ။ဒုက္ကရံကရောတိ တဏ္ဍာပုဂ္ဂိုလ်တွေလုံဖို့မလွယ်ဘူးလုံနိုင်ခဲ့တဲ့အရာကိုပဲလုတ်ပေးတယ်ဆိုလို့ရှိရင်မိကောင်းဆွေကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သီခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်တွေသီခံနိုင်ဘူးသီခံနိုင်ခဲ့တဲ့အရာကိုပဲသီခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်း မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တသုတ်မှာမြတ်စွာဘုရားအင်္ဂရက်ကလေးတွေကိုထုတ်ပြီးတော့ဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းပဲအခုလောကမှာအများဆုံးကຢာရုလေးရှိရင်ပေါင်းကြတယ် ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်။ရှားလူလည်းကြာသွားရောမမြင်ကြအောင်ဆောင်။ဆင်းရဲမွဲတေဒေဝလီခံသွားတာနဲ့တမြိုင်နဲ့မမြင်ကြအောင်ဆောင်။ဟုတ်ကဲ့လား။အဲ့ဒီအနေထားမျိုးဆိုတော့လူများစုကိုပြောတာပါ။အများစုသည်ရှားလူကိုပေါင်း။အများစုသည်ငွေကြေးဌာနကိုပေါင်း။ ။ဟောဒီပုံစံမျိုးဖြစ်တယ်ပေါ့။ဒါလောကကြီးရဲ့သဘာဝကဒီတိုင်းပဲเนาะ။အဲ့တော့မိကောင်းဆွေကောင်းဖြစ်ဖို့ရာအမြဲတမ်းအရေးကြီးကိုယ်တိုင်ကလည်းမိကောင်းဆွေကောင်းဖြစ်အဘဒာတုနဝိသဟတိဒုက္ခရောက်နေတဲ့အချိန်မှာစွန့်ပြီးမသွားဘူးတဲ့အဲ့ဒါမိကောင်းဆွေကောင်းလို့ပြောတယ်ငယ်ငယ်တုန်းကပုံမြင်လေးတစ်ခုဖတ်ရတယ် အမှန်တမ်းမှမှတ်သားစရာကောင်းတဲ့ပုံမြင်အင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ထဲကပုံမြင်လေးတစ်ခုတကယ်ချင်းနှစ်ယောက်တောင်းအုပ်ကြီးတစ်ခုကိုဖြတ်တန်းသွားတယောက်ကတဏှတ်ပါလက်နဲ့ပါတယ်တယောက်ကမပါဘူးတဏှတ်ပါတဲ့လူကဘာပြောဒီနေရာမှာဆင်မဲ့တွေ့တွေ့ကြားပဲတွေ့တွေ့ ဘာကောင်းပဲတွေ့တွေ့ဟောအာကာကွယ်နိုင်တယ်ပေါ့ဘယ်ကောင်မှမကြောက်ဘူးသူကအဲ့လိုပြောပြောလို့မှမဆုံးသေးဘူးလမ်းခွေတခွေကဝက်ဝင်ကြီးရဲ့ဘွားကနေပေါ်လာအဲ့ဒီချိန်မှာဘာလုပ်တုံးဆိုတော့သူ့တန်ငယ်ချင်းကဘာလက်နဲ့မှမပါရှာဘူးသူကတနတ်ကြီးနဲ့ဝက်ဝင်ကြီးလည်းတွေ့လိုက်ရောမင်းသားကတစ်ပင်ပေါ်တက်ပြေးပါလေရော လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်နော်လက်နဲ့မပါတဲ့ကောင်ဒီတိုင်းပြစ်ထားတယ်ကိုလူယုံပြီးထွက်ပြေးသွားတယ်တဏှာနဲ့မကာကွယ်တယ်ပြောလို့မှအတန်မတိတ်သေးဘူးဝက်ဝင်နဲ့ပဲပဲမှတွေ့တိတ်လို့မရတဲ့အနေထားမျိုးမှာကာရုတ်ခနဲ့ဆိုသူကအရင်မြင်တာဟိုလူကမမြင်ဘူးသူတန်ငယ်ချင်းတတိတောင်မပေဘူးဆိုရုတ်ခနဲ့ထွက်ပြေးသွားတယ်တကယ်ချင်းလုပ်တဲ့လူကတိမ့်ဖို့အချိန်မရတော့ဘူး အဲ့တော့သူ့အသက်ကိုသူကာကွယ်တဲ့အနေနဲ့လဲပြီးတော့အိတ်လိုက်ပြီးတော့အသက်မရှိအောင်ချုပ်ပြီးအသေးကောင်းရောဆောင်ပြီးတော့နေလိုက်ရတယ်ပြေးဖို့ကအချိန်မရလိုက်အဲ့ဒီအချိန်မှာဝက်ဝင်ကြီးကအနာနာလာပြီးတော့ခေါင်းကိုရှာနေရတယ်ဟိုနန်းဒီနန်းလှုပ်တယ်ပေါ့အဲ့ဒါမလှုပ်ရဲဘူးအသက်လည်းမရှိရဲဘူးငြိမ့်နေရတယ် လှုပ်လိုက်ရင်တော့ကြိုက်တော့မှသိချာတယ်အဲ့ဒါလိုငြိမ်းနေတဲ့အခါကျတော့ဝက်ဝန်ကြီးကလက်နဲ့ဟိုဘက်ကပုတ်ကြည့်ဒီဘက်ကပုတ်ကြည့်အသေးကြီးပဲဆိုပြီးတော့ဝက်ဝန်ကြီးကသူ့လမ်းသူ့လျှောက်သွားဝက်ဝန်ကြီးတကယ်ကွယ်သွားပြီဆိုတော့မှဟိုတနတ်နဲ့ကောင်ကတိပ္ပမောင်ကနေဆင်းလာတယ်ဆင်းလာပြီးတော့တငယ်ချင်းတငယ်ချင်းမင်းဝက်ဝန်ကြီးကတူ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 နဲ့ဘာပြောသွားတာတော့ ဘာပြောသွားတာလို့ဆိုတော့ဟိုလူကပြောတယ်အေးဝဲဝင်ကြီးကငါနာနာကပြောသွားတာလို့မိတ်ဆွေတငယ်ချင်းမပီးသားတဲ့အကောင်မျိုးနောက်ဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားအဲ့ဒါလူပြောသွားတယ်အရေးကြုံလာပြီးတော့နှုတ်ပေါင်းပူပေါင်းပြီးတော့ခုခံမယ်မရှိပဲနဲ့အဲ့ဒါလူကိုယ်လူယုံသွားတဲ့အကောင်မျိုးဘယ်တော့မှမပေါင်းနဲ့လို့ဝဲဝင်ကြီးကသူ့မှားသွားတယ်လို့ပြောသတဲ့ အလုံးမသားစရာကောင်းတဲ့ဟာပဲအဲ့ဒါကိုပြောတာအာပရာတုနသယတိဒုက္ခကြုံလာတဲ့အခါဆွန့်ပြီးတော့သွားတာမျိုးဖြစ်ရဘူးတဲ့မေတ္တာမိတ်ကောင်းဆွေကောင်းဒါဘုရားဟောထားတဲ့ထဲကမိတ်ကောင်းဆွေကောင်းတစ်ခုပဲဆိုမြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုဟောထားတာရှိသူဟတ္ထမိတ်တ္တတကယ်ကိုစိတ်ရင်းနှလုံးရင်းကနေကောင်းတဲ့ပုဂ္ဂိုလ်မျိုးသူဟတ္ထ ကောင်းစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟတ္တလို့ခေါ်တယ်။စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေအားလုံး။နံပါတ်၁ကဥပการမိတ်ဆွေတဲ့။ကျေစုပြုတ်တဲ့မိတ်ဆွေ။ကိုယ့်ရဲ့အပေါင်းအသင်းတယောက်ဟာဆိုပါစို့အယက်သေးစားတောက်ပြီးမူးမိတ်နေရင်တောင်မှပဲ။အယက်မူးပြေသည်ထိအောင်သူအန္တရာယ်မဖြစ်အောင်ဆောင်းလျှောက်ပေးတယ်တဲ့။ဟော။မကောင်းတာလုပ်တာတောင်ဆောင်းလျှောက်ပေးတာနော်။ မိကောင်းဆွေတော်မှာအဲ့လိုသူပစ္စည်းတွေအထိမ့်သိမ့်မရှိဘူးဆိုလို့ရှင်မြင်တာနဲ့သိမ့်ပေးတယ်ကူညီပေးတယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပက္ခာရကျေးဇူးပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တရားမှာသိမ့်ကြောက်လန့်နေလို့ရှင်လဲအာပိစကားပြောတယ်ကိစ္စရှိလို့ရှင်လဲဝိုင်းကူပြီးတော့ဆောင်ရက်တယ် ငွေကြီးတဲ့နလိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်။အဲ့ဒီလိုမိษွေမျိုးကြတော့ဥပက္ကာရမိษွေမိษွေစစ်ပါတဲ့။ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုံကူမျိုးပေါင်းတင်ရမယ်တဲ့။နောက်မိษွေတခုကဘာလို့ဆိုသမာနဒုက္ခဒုက္ခသမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော် အဲ့ဒါလို့တူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေအေးခုခေတ်ပြောကြတယ်မဟုတ်လားအေးအတူပူအမြနော်အေးအတူပူအမြချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနာဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှို့ဝှက်ချက်ကိုလည်းပဲ ဲ့ဒီပုံကမျိုးကိုပြောတယ်ကိုယ့်ရဲ့လေးဥဝက်ချက်တခါတလေလေးဥဝက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင် မနေနိုင်တော့အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတတ်တယ်ပေါ့သူ့ရဲ့လေးဥဝက်ချက်ကြတော့လေလေးဥဝက်ပြီးတော့ပေးတယ်အပြင်ကိုမပေါကြအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်လည်းစွန့်ပြီးတော့မသွားဘူး ခုနကဝက်ဝန်ကြီးကမှားသွားတဲ့ပုံကဒီလိုလူမျိုးမပေါင်းနဲ့ဆိုတာမျိုးဒုက္ခကျုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုံမျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုကိုတိုင်းကအသက်ဆွန့်ပြီးတော့ကာဝယ်ပေးတယ်ဟောအဲ့ဒီမိတ်ဆွေမျိုးကတော့တမာနာဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်နောက်မိတ်ဆွေတကူကပါတော့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုဟောပြောပြတာတဲ့မိတ်ဆွေကြီး ဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေကောင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှင်ဟာမလုပ်နဲ့မလုပ်နဲ့တားတယ်မရရအောင်တားတယ်ကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတယ်တိုက်တွန်းတယ်အထက်ကကြီးမိတ်ဆွေအသေးစမ်းနေဟောပြောပေးတယ်ကောင်းရာပုံကိုရောက်အောင်ပြောပေးတယ်အထက်ကကြီးနောက်ဆုံးမိတ်ဆွေတခုကတော့ဘာလို့ဆိုရင်အနုကံပကအ တဏှာဆောင်းလျှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်းလျှောက်တတ်တယ်ဆိုတာကိုယ်မိတ်ဆွေအပေါင်းအသင်းတယောက်ပျက်စီးနေပြီဆိုရင်စိတ်ထဲမှာဝမ်းသာလူတွေကတစ်ဖက်သားပျက်စီးရင်ချိန်ပြီးဝမ်းသာတတ်တယ်နော်ဘဇက္ကတာဝမ်းမသာဘူးပြောပြီးမယ်ချိန်ပြီးဝမ်းသာတတ်တယ်အေးကြီးပွားတိုးတက်နေရင်လည်းတကယ်ကြိုက်တယ်ပေါ့နှစ်သက်တယ်ဆိုလိုတာကအိတ်တာမရှိဘူးမေစရိယမရှိဘူးမုဒိတာ ရှိတယ်လို့ဒီလိုပြောတာ ိုမိတ်ဆွေရဲ့အပြစ်ကိုတစ်ဖက်သားကပြောလို့ရှိရင်မပြောဘူးတားတယ်။ကိုမိတ်ဆွေတယောက်ကကိုအဲကိုရဲ့မိတ်ဆွေရဲ့ဂုဏ်ကျေးဇူးတကားကိုပြောတယ်ဆိုရင်ဖြစ်ဆက်ပြီးတော့သူကပြောပေးတယ်။ဒီလိုတချို့ကြတော့ချီးမွမ်းစကားပြောလို့ရှိရင်မကြိုက်နိုင်ဘူး။မကြိုက်နိုင်တဲ့အခါကျတော့မင်းတိတာကဒါလေးကိုကမင်းမတိတာလေးရှိသေးတယ်လို့ဘာလို့လို့ညာလို့လို့နဲ့ထည့်လိုက်သေးတာပဲ။ အဲ့တော့မိတ်ဆွေစစ်ဆိုတာမျိုးကြတော့တကယ်ကိုဒီကိုယ့်ရဲ့မိတ်ဆွေပေါ်မှာတနာဆောင်လျှောက်တတ်တယ်။ဟောပေါင်းလိုက်တဲ့အခါကျတော့ဥပက္ကာရလို့ခေါ်တဲ့ကျေစုပြုတတ်တဲ့မိတ်ဆွေတမာနဒုက္ခဒုက္ခဆိုတဲ့အေပူအေတူပူအမြဆိုတဲ့မိတ်ဆွေတွေအထက်ခါကြီးကောင်းကျိုးချမ်းသာတွေကိုဟောပြောပေးတတ်တဲ့မိတ်ဆွေအနုကမ္မကတနာဆောင်လျှောက်တတ်တဲ့မိတ်ဆွေတဲ့အဲ့ဒီမိတ်ဆွေမျိုးဟာ တကယ်မိကောင်းဆွေကောင်းဖြစ်ပါလေမိမိကိုယ်တိုင်ကလည်းအဲ့ဒီလိုမိကောင်းဆွေကောင်းဖြစ်ဖို့ကြင်ကြံကြိုးကုပ်အထောက်ချရမှာဖြစ်ပါတယ်ကိုပေါင်းတဲ့မိဆွေတွေကလည်းအဲ့ဒီလိုမိဆွေမျိုးဖြစ်တင်ပါတယ်လို့ဒါကြောင့်မို့ဒီကနေ့ညဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲကနေပြီးတော့မိဆွေအတုဆိုတာဘာလဲမိဆွေအစ်စ်ဆိုတာဘာလဲမိကောင်းဆွေကောင်းဆိုတာဘာလဲ လောကမှာပေါင်းသင်းဆက်ဆံရေးတန်ရာကြီးပွားရေးပဲဖြစ်စေလောက ကြီးပွားရေးပဲဖြစ်စေတရားဓမ္မနဲ့ပတ်သက်ပဲကြီးပွားရေးပဲဖြစ်စေ မိษွေကောင်းနဲ့မိကောင်းဆွေကောင်းနဲ့ခင်းပြီးတော့မကြီးပွားမတိုးတက်နိုင်ဘူးဒါကြောင့်မိကောင်းဆွေကောင်းဆိုတာအမတန်မှလိုအပ်တယ်အင်အားကြီးလာတဲ့ external condition အပြင်ကအကြောင်းတရားဖြစ်တယ်ဆိုတာလက်ခံပြီးမိကောင်းဆွေကောင်းမိမိတို့ကိုယ်တိုင်ကလည်းအများရဲ့မိကောင်းဆွေကောင်းဖြစ်အောင်ကြိုးစားကြဖို့ မိမိတို့ပေါင်းတဲ့ပုဂ္ဂိုလ်နဲ့ပဲတကယ်မိတ်ဆွေကောင်းနေဖြစ်ဖို့ဆိုတာအာယုံထားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း